တကယ်လို့ကို့အဖေကနောင်မင်းမကိုအိမ်ပေါ်ခေါ်တင်လာခဲ့ရင်ဘလို့ခံစားရမလဲတနာစရာကောင်းတဲ့စူမီနဲ့စူရွန်းတို့ညီမနဲ့ရဲ့ကန်ကျမရောဘလို့ဖြစ်သွားမလဲအထေလော့ဖ်တူစစ်ဆာချင်ပြီးဇလန်းနားမလဲတဲ့လူတွေရှိရင်ဗီဒီယိုဆုံးထိတူတူကြည့်လိုက်ကြရအောင်စေးရုံတက်နေရတဲ့စူမီတယောက်ယောဂါတက်တာလာတော့စေးရုံကဆင်းလာပြီးသူညီမစူရွန်းနဲ့အတူအိမ်ပြန်လာကြပါတယ်သူတို့မိတွေအွန်ကျူကကောင်းကောင်းမွန်မွန်ကြုံဆုံပေးမယ်သူတို့ညီမနှစ်ယောက်ကတော့စကားတော့ပြန်မပြောဘဲ အပေါ်ထက်ခန်းကိုပဲတက်သွားကြပါတယ်။စုံမီခန်းထဲရောက်တော့သူ့ဒါရီစာအုပ်နဲ့တထက်ထဲတူတဲ့စာအုပ်နဲ့စင်တူအင်ဂျီတွေကိုမြင်ပြီးမရွေးတမယ်လို့သာဆိုပြီးစိတ်ဆိုးသွားပါတယ်။မိသားစုစုံကြီးညစာစားကြတဲ့အခါအားလုံးကအေးသည့်အေးစနဲ့စကားတစ်ခုတော့မပြောကြပါဘူး။သူ့မိတွေကပဲစကားဆက်လိုက်ပြီးသူ့အကိုနဲ့ရောင်းမလာလဲမဲ့အကြောင်းဝမ်းသာအားရပြောပြပါတယ်။မင်းစားပြီးတော့သူ့အဖေရင်ထသွားတော့စုံမီခန်းထဲတက်ရှင်းဝင်လို့ပြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကားများကြပါသေးတယ်။ ဆုံမီကမိရွေးသူညမအောင်နိုင်ချက်မှာဆိုလို့တခုခုလောက်တာနဲ့သူ့ကိုချက်ချင်းလာပြောဖို့ဆုံရုံမာထားပါတယ်။ဆုံရုံညာအိမ်နေတော့အခန်းပြင်အားဆုံညာတဲ့တွင်ကြောင့်နိုးလာပါတယ်။သူ့ခန်းတကားကထွေးပြေးပွင့်လာပြီးမိမလက်တစ်ဖက်ထွက်လာပါတယ်။သူလဲကြောက်လန့်ပြီးစောင်းအောင်မပုန်းနေပြီမဲ့တယောက်ယောက်ကသူ့ဆောင်အောင်ဆွဲချသွားပါတယ်။နောက်ဆုံးအသည်မကြီးလိုက်တဲ့အခါအခန်းထဲမှာဘူးမှမရှိနေပါဘူး။ဆုံရုံလဲအခန်းထဲဆက်မနေရတော့သူ့အမဆီသွားပြီးအကျိုးချောင်းပြောပြပါတယ်။အဲ့ဒါနဲ့သူ့အမလည်း အောက်ထပ်စင်မီလိုက်စစ်စင်းနေတော့တို့ဖေးဆိုးဖားဖို့မှအိမ်နေရတွေ့လို့စောင်းချုံပြီးတော့မင်းတို့ရောက်ချလာပြီအဖေကိုမနှိုးဖို့ပြောပါတယ်ဆွန်မီလည်းဒေါရတကြီးနဲ့အခန်းကိုပြန်လာပြီးဆွန်ရိုးကိုနှစ်သိမ့်ပေးကအတူတူအိမ်ပြောင်းသွားကြပါတယ်မနေ့ရောက်တဲ့အခါဆွန်မီတယောက်အိမ်မဆုံးမဲ့ပြီးလက်နိုးလာတော့ကလေးချင်းရင်းမှာစွေရှိရှိနဲ့မိမတယောက်ကိုတွေ့ပါတယ်အဲ့ဒီမိမကကလေးမော်တက်လာပြီးဆွန်မီရဲ့ပုံမှာဇမင်းဖားလိုက်နဲ့ခေါင်းလျှော်ရီလာကြောင်ညာနေပါတယ်ဒီတိခေါင်းလျှော်ရီဟာ ပန်းစက်တဲ့ရင်းနဲ့လေးလို့တင်းပြန့်စီပါတယ်ခင်ဗျာ Nice အမေမပေါ့ဟာနီတွေးရစီကြလာပြီလက်ကြီးထွက်လာတဲ့အခါစုမီလေတကယ်လက်နူသွားပါတော့တယ်ဘေဘီဝဲရအောင်ကြီးလိုက်တဲ့အခါကလေးမမတွေးရပြနေပြီစုံရုံးရဒီလာနေတာပါစုမီလေမိရွေးခန်းထဲဝင်ပြီးပတ်မှုသွားယူပြီးတော့သုံးမိရွေးလက်ရဒီလာနေအောင်သိလဲရပါတယ်ဆုံမီတို့ညီမနေအောင်အပြင်ထွက်ထိုင်နေကြပြီသူ့အမေကြိုက်ဆုံးတခြင်းကိုလေးချိုနေကြပါတယ် သူ့အမေပစ္စည်းတွေကိုလည်းပြန်ရှာတွေ့ပြီးဓာတ်ပုံတွေကိုညီမညောင်အလွမ်းဖြည့်ချိနေကြပါတယ်။ဓာတ်ပုံတွေတွေဟာတဆင့်သူ့မိတွေဟာအရင်ကသူနာပြူတယောက်ဖြစ်ပြီးနာမကျန်းဖြစ်နေတဲ့သူ့အမေရင်ဆုံးပါသွားတဲ့အထိပြုစုပေးခဲ့ရဆိုတာသိသွားပါတယ်။ဆုံမီနဲ့ဆုံရုံတို့အမှတ်တရဖြစ်စီတွေပြန်ချိနေတော့ဆုံရုံလက်မှာအညိုမဲဆွဲနေရအောင်တွေ့လိုက်ပါတယ်။ဆုံမီလည်းမိရွေးကိုပြဿနာသွားရှာတော့မိရွေးကဒီတိုင်းဆုံးမတာပဲဆိုပြီးလုံးဝမတောင်းပန်ပါဘူး။သူတို့စကားများနေတာကိုကြားရတဲ့သူ့အဖေက ဆူမီကိုနှစ်သိမ့်မှုသွားပြီမယ်ဆူမီကလက်မခံပါဘူးညရောက်တော့ဦးလေးတို့လင်များနေအောင်အဖေမှညစာလာစားကြပါတယ်မိရွေးတယောက်ထဲအရင်ကအကြောင်းတွေကိုအာပါတိယပျော်ရွှင်စွာပြောနေပြီမယ်ဦးလေးနဲ့အတော်ကတော့သူ့ကိုကြည့်ပြီးစိတ်ပြက်နေပါတယ်အဲ့အချိန်အတော်ရုတ်တရက်လည်းမင်းအပြီးစမ်းမြင်မော်လဲကြသွားပါတယ်ဦးလေးနဲ့အဖေကတက်တာလာအောင်စူးစမ်းပေးနေပြီမယ်မိတို့ရတော့ကြောက်လန့်ပြီးဒေသရက်ကြည့်နေတာပါအတော်တက်တာလာပြီးအိမ်ပြန်သွားတဲ့အခါမိဖို့ကြောင်အောင်မှာမိန်းကလေးတယောက်ကိုတွေ့ခဲ့ကြတယ် သူ့ယောက်ျားကိုပြောပြပါတယ်။မိန်းတွေလည်းမတင်ကတော့အိမ်ရဲ့မိဖို့ကြောင့်ဆစ်ဆေးကြီးတဲ့အခါကလစ်တစ်ခုကိုတွေ့ပါတယ်။ကလစ်ကိုကောက်ဖို့လုပ်တဲ့အချိန်မိဖို့ကြောင့်အောက်ကတရေကသူ့လက်ကိုဖမ်းဆွဲပါတယ်။မိန်းတွေလည်းစုံမင်းတယောက်ဆင်းရုံကပြန်လာခဲ့ကမယန်းထူးဆန်းနေတဲ့အကြောင်းပြောပြီးမှသူ့ယောက်ျားကလက်မခံပါဘူး။အင်းညမှာပဲအဖေကမိရွေးမွေးထားတဲ့ငှက်ကလေးတင်နေအောင် တွေ့ပါတယ်။မိရွေးလည်းစုံရုံးစီလိုက်သွားတော့စုံရုံးအိမ်အောင်မှာငှက်တီကောင်ထပ်တွေ့ပါတယ်။မိရွေးလည်းအရန်စိတ်ဆိုးသွားပြီ ုံရုံကိုဖြစ်ပေးတဲ့အနေနဲ့ဘီယိုရဲပိတ်လောင်ပြီးအခန်းထဲထွက်သွားပါတယ်။အဲ့အချိန်သူ့အမစုမီရောက်လာပြီးဘီယိုဖွင့်ကြည့်တော့ကြောင်လန်တကြားငိုရုံနေတဲ့စုံရုံကိုတွေ့သွားပါတယ်။ဒါမျိုးနောက်ဖြစ်စီရအောင်ဆိုပြီးစုံမီကသူ့ညီမကိုခရီးပင်းဖတ်ထားလိုက်ပါတယ်။သူ့အဖေအိမ်ထဲပြန်ရောက်လာတဲ့အခါရန်တောင်းကျန်နေတဲ့စုံမီကိုဘာမှမလုပ်ဖို့တားပေမဲ့သူ့မိတွေကစုံရုံကိုနိုင်ကျင့်နေကြအောင်တစ်ခါတလေပြောနေပါတယ်။သူ့ဖေကယောဂပို့ဆိုးလာလိမ့်မယ်။တော်ပါရောလို့ပြောနေပြီမဲ့စုံမီကလုံးဝမညက်ပါဘူး။ ဲ့ဒါနဲ့အဖေလဲစုံရုံးတည်ဆုံးသွားပြီဖြစ်ကြောင်းပြောပြလိုက်တဲ့အခါစုမီကလုံးဝလက်မခံနိုင်ဖြစ်နေရပါနောက်တစ်ခါမှတော့သူ့အဖေပြင်ထွက်သွားတဲ့အချိန်မီရီကသွေးပင်နေတဲ့အိမ်ကြီးကိုဒုံးနဲ့ရိုက်ပြီးဒရော့တိုက်ဆွဲသွားပါတယ်စုမီလဲအဲ့အတန်တွေကြောင့်အောက်ထပ်ဆင်းလာတဲ့အခါကျမ်းမြင့်တစ်လျှောက်လုံးသွေးတွေပေးချင်နေရအောင်မြင်လိုက်ရပါတယ်အဲ့အိမ်ကိုဖွင့်ဖို့လုပ်နေတော့သူ့မိတွေရောက်လာပြီးရင်နှွေးမှုနဲ့လောင်းမှုစူးစမ်းပါတယ်နောက်နေ့ကဖိုက်တင်ပြလေရင်စုမီတယောက်ထိခိုက်မိပြီးဒရီလစ်သွားတဲ့အချိန် ုံမိရွေကရုပ်တို့ထုတ်တယ်လာပြီစုံမိပေါ်ပြချဝလို့ပါတယ်ဒါပေမဲ့အဖေရုပ်ပြပြန်ရောက်လာတဲ့အခါစုံမိတယောက်တည်းကျမ်းမြေပေါ်မှာဒလိလက်နေအောင်တွေးလိုက်ရပါတယ်ကျမ်းမြေပေါ်ကတွေးလန်းချောင်းကိုအဖေကလိုက်ကြည့်ရဲ့အခါအိတ်ထဲမှာရုပ်တုပ်ကိုလာတွေးရတာပါအဖေလည်းစုံမိကိုဘလုံးမှမထိနိုင်တော့လို့တစုံတယောက်ကိုဖုန်းဆက်ခေါ်လိုက်ပါတယ်သိမကြခင်ပါပဲအင်ကိုရောက်လာသူကတော့မိနွေးစစ်ပါပဲဟုတ်ပါတယ်အိတ်ကိုရိုက်နေရတယ်အိမ်မှာဖြစ်ပျက်နေရတဲ့အကုန်လုံးကစုံမီစိတ်ဖောက်ပြီးတယောက်တည်းရှောက်လုံနေခဲ့တာပါ ဇလန်းကိုတခြားပြန်ရှင်းပြရမယ်ဆိုရင်နာသာရှေယောဂခံစားနေရတဲ့ဆုံမင်းနဲ့ဆုံယုံတို့ရဲ့အမေရင်းကိုအမြဲလာရပြုစုပေးနေတဲ့တုန်နာပြုအွန်ဂျိုကအဖေဖြစ်သူနဲ့ဖောက်ပြန်ခဲ့တာပါဒီကိစ္စကိုသိရှိသွားတဲ့အမေကဆုံမင်းနဲ့ဆုံယုံတို့နေရာကိုထားခဲ့ပြီးဗီယိုထဲမှာကိုကိုကိုအဆုံးစီရင်လိုက်ပါတယ်ဗီယိုထဲမှာတိတ်ဆုံးနေတဲ့အမေကိုအစောဆုံးမြင်လိုက်ရတဲ့ဆုံယုံကကြောက်လန့်တကြားငုံယူပြီးသူ့အမေကိုဆွဲထုတ်ဖို့ကြိုးစားရတာနေဗီယိုပြုတ်ကြလာပြီးသူကအိမ်ဗီယိုရဲ့ပြိမိသွားပါတော့တယ် ဗီယိုပြုတ်ချတဲ့ကြားလိုက်တဲ့တုန်နာပြုတ်ဦးကျူကပေါ်တက်ကိုသွားတက်ကြည့်လိုက်တော့ဗီယိုအောက်မှာအနေငယ်လှုပ်နေတယ်။စုံရုံးလက်ကိုတွေးလိုက်ပြီမဲ့ပထမတစ်ခေါက်မှလုံးဝမကူညီပဲခန်းထဲကပြန်ထွက်သွားတာပါ။စက္ကန့်ပိုင်းလောက်ကြာမှစိတ်ကောင်းပြန်ဝင်ပြီးစုံရုံးဝင်ကင်ဖို့လုပ်ပြီမဲ့စုံမီနဲ့ထိတ်တိုက်တွေ့ပြီးနှစ်ယောက်ရင်ဖြစ်စကားများပါတော့တယ်။မီရွေရောရန်လူလုံးဆက်ဆက်နေတဲ့ဆူမီကိုဝန်ကျူကနင်းသေးချာပေါက်နာနာရစေရမယ်လို့ပြောပြီးဆူယွန်းကိုလည်းသွားမကယ်တော့ဘူးဆုံးဖြတ်လိုက်ပါတယ်။ဆူမီကလည်းအတန်ကြာလို့ထွက်လာပြီမဲ့ မီရွေးနဲ့ရံဖြစ်လို့အရန်စိတ်ဆိုးပြီးအတန်ကိစ္စစီအာယုံမြောက်တော့ပဲအင်းရထွက်သွားပါတယ်။အခြားမိသားစုဝင်တွေလည်းအဲ့အတန်အောင်ကြားလိုက်ပြီးမယ်။ဦးချူကအပေါ်ထပ်မှာဘာမှမဖြစ်တဲ့ပုံစံတစ်ခုခုပြောလိုက်လို့သူတို့လည်းဆူယုံကိုအချိန်မီမကယ်လိုက်နိုင်တဲ့ပုံပါပဲ။နောက်တော့မှအမေရောညီမလေးပါအသက်ပေးသွားတဲ့ဖြစ်မှန်ကိုသိလိုက်ရတဲ့ဆူမီဟာသူ့ရာအတန်ကြာကြာချင်းအချိန်မီဝင်ခဲ့နိုင်ခဲ့ရင်ဆူယုံလည်းအသက်ရှင်နေအောင်ပါပဲဆိုတဲ့နောင်နာစိတ်နဲ့ယူကျုံးမြဖြစ်ပြီးကြီးမားတဲ့စိတ်ဓာတ်ရရသွားပါတော့တယ်။အဲ့ဒီစိတ်ဓာတ်အကြောင်းမယ်လူတယောက်တည်းကစိတ်နှမျိုးသုံးမျိုးဖြစ်နေတတ်တဲ့ DID စိတ်ရောဂါတစ်မျိုးစုမိစီမှာစတင်ဖြစ်ပေါ်လာပါတယ်။စုမိတယောက်စိတ်ရောဂါကိုစိတ်ရောမှာနဲ့အနေငယ်လာကုသမှုခံယူခဲ့ရပြီးနောက်စိတ်ရောမှာပြန်ဆင်းလာတာပါ။သူ့သမီးစိတ်အခြေအနေပုံမှန်ပြန်ဖြစ်မဖြစ်သေးချာသိကျင်တဲ့ဖေဟာစုမိကိုဆူဆူဝါးကိစ္စတွေဖြစ်ဖြစ်ခဲ့တဲ့အိမ်ကြီးစီဒုတိယအချိန်ပြန်ခေါ်လာပါတယ်။စိတ်ရောဂါတဲ့စုမိက သူညမလေးစုံယုံတည်သွားပြီဆိုတာကိုလုံးဝလက်မခံနိုင်တဲ့စိတ်ကြောင့်စုံယုံကသူ့ဘေးမှာအသက်ရှင်လျက်အမြဲရှိနေရလို့သတ်မှတ်ယုံကြည်ထားပြီးအရန်ဆိုးတဲ့မိရင်းဥွန်ချူလက်ထဲကနေသူညမလေးကိုအမြဲကာဝယ်ပေးနေရတဲ့ပုံစံမျိုးသူ့စိတ်ထဲမှာပုံပေါ်ဖန်တီးထားတာပါစုံမီကိုယ်တိုင်ဖန်တီးထားတဲ့ဇလန်းနဲ့မိရင်းဥွန်ချူကတကယ်မိရင်းအစ်စ်တက်ကိုအများကြီးပုံဆုံးနေတာပါမှန်တော့မိရင်းအစ်စ်ကစုံယုံနဲ့အမေရင်ဆုံးပါပြီးတဲ့ကအဲ့အိမ်ကြီးထဲမှာလုံးဝမနေတော့ပါဘူးစုံမီစိတ်အခြေအနေအရန်ဆိုးလာတော့မှစုံမီဖေးကိုကြီးတောင်းလို့ ွန်ချူလျောက်အဲ့အိမ်ကြီးကိုနောက်တစ်ခေါက်ပြန်ရောက်လာတာဖြစ်ပါတယ်။သက်ရှင်ပြရရင်တော့စူမီစင်းယုံဆင်းလာပြီတဲ့ဟာ။စူမီနဲ့သူ့အဖေနှစ်ယောက်တည်းကအဲ့အိမ်ကြီးမှာနေထိုင်ကြတာပါ။စိတ်ပုံမှန်မဟုတ်တဲ့စူမီကပဲသူ့မိတွေအွန်ချူဖြစ်တိုးဆောင်နေတာဖြစ်ပါတယ်။တကယ်မိတွေအစ်စက်ကစုံယုံမီကိုပြနေတာကိုမသိကြအောင်ဆောင်ခဲ့တဲ့ပြစ်မှုကိုကျူးလွန်ခဲ့ပေမဲ့စူမီဖန်သီးထားတဲ့မိတွေသူ့ကတော့စုံယုံကိုကိုထိလက်ရောက်နှိပ်စက်ပေးလောင်တပ်ဖြတ်တာတွေထိလုံဆောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ဆုံမီလည်းစိတ်ချင်နေရန်ဆိုးလာတဲ့အတွက်ဆေးရောဂါကိုဆေးရုံကိုဒုတိယကြိမ်ပြောင်းသွားပါတော့တယ်။ဝန်ချုပ်ကိုရိုလင်များနဲ့တင်လာတာစားရညမှာဝန်ချုပ်ရောက်မှကိုယ်တိုင်မြင်လိုက်ရတဲ့အချိန်မှာဆုံရုံဖြစ်ပါတယ်။ဆုံရုံတည်တဲ့နေ့မှာသူတို့လင်များနဲ့လည်းအဲ့အိမ်ကြီးမှာရှိနေခဲ့တာကြောင့်ဆုံရုံကသူခံစားခဲ့ရတဲ့အတိုင်းဝန်ချုပ်ရောက်မှကိုလည်းတထပ်တည်းပြန်ခံစားရအောင်လုပ်ခဲ့ပုံပါပဲ။နောက်ဆုံးအမှာလည်းဆုံရုံတည်ရဲ့ကိုယ်တိုင်မိရင်းဝန်ချုပ်အစ်စ်ကိုလက်စားချေတပ်ပြတ်ခဲ့ရလို့ယူဆရပါတယ်။စောင်းဝင်းစောင်းဝင်းရဲ့နေမှာဆုံမီတယောက် အိမ်မဆုံးမနေချိန်သူ့အမေတည်းမှလည်းကြုံလိုက်ရသေးတာပါ။ဒါပေမဲ့ဆူမီယာစိတ်ပုံမှန်မဟုတ်တဲ့အတွက်ကြောင့်သူမြင်ခဲ့ရတဲ့သူ့အမေတည်းမှတကယ်ရှိမရှိဆိုတာကြီးရှုလူတွေအပေါ်မှာမူတည်နေတာပါ။ဆုံယုံတည်းရဲ့တကယ်ရှိနေရဆိုတာတော့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့မိရင်းဦးကျူအစ်စ်နဲ့ဦးကျူရောင်းမာရုံနဲ့ယောက်ကအကောင်းဆုံးတက်တည်ပြနေပါဗျ။ A Tale of Two Sisters ရဲ့ကိုရီးယားခေါင်းစဉ်ကနှင်းစင်နဲ့ကြာနေလို့ဒိဗယ်ရပြီ။ဒီရုပ်ရှင်ထဲမှာတော့အမဖြစ်သူဆိုမီကနှင်းစီညီမဖြစ်သူဆိုရုံကကြာနေကိုစားပြုထားပါဗျ ဆူမီဆူယွန်းနဲ့မိရဲတို့သုံးယောက်လုံးယာဒီလာရဲ့ရက်တူနေတာတွေဆူမီနဲ့ဆူယွန်းတို့အတူရှိနေတဲ့အချိန်အဖေကအဆူမီတယောက်တည်းကိုဝယ်စကားပြောတာတွေဆူမီကမိရဲလက်ဘွားကိုဓာတ်နဲ့ထိုးလိုက်ပေမဲ့လက်ဘွားတိုင်ရာတွေကဆူမီစီမှာပဲရှိနေကြတယ်ကအိမ်ထဲမှာဆူယွန်းနဲ့မိရဲတို့တကယ်ရှိနေပဲဆူမီတယောက်တည်းဆက်ရောကဖောက်နေရဆိုတာကိုအရေးမတွေပြသတော့ဖြစ်ပါတယ်တခြားရေးမတွေလည်းရှိသေးပေမဲ့ဒီဗီဒီယိုထဲမှာတော့အဓိကကြတာတွေကိုတော့ပြောပြပေးသွားတာဖြစ်ပါတယ်ဒီလိုရုပ်ရှင်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြိုက်တယ်ဆိုရင်တော့ Night Watch Myanmar ကို subscribe လုပ်ထားကြဖို့မမေ့နဲ့နော်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။